ဟုတ်ကဲ့ဆရာဦးကြည်မြင့်ခင်ဗျာကျွန်တော်တို့ TNL တောင်းဖွင့်တဲ့ဒီစစ်ကော်မရှင်တို့ကြားမှာပေါ့နော်ဟိုအပြစ်ရရေးသဘောတူညီချက်ပြီးခဲ့တဲ့ဂျပန်သူတို့တရုတ်ကဂျာဝင်မှုနဲ့ကူမဲမှာလက်မှတ်ရေးထိုးလိုက်ပြီလို့သိရပါတယ်ဒါကြောင့်လည်း TNL ရဲ့တရားဝင်ကြေညာပါတယ်သူတို့ကြေညာချက်ထွက်တယ်ဆိုအဲ့ဒီမှာကအပြစ်ရပြင်မဲ့လို့ဒီမိုးကုန်းနဲ့မိုးမိတ်ကိုပေါ့နော်ဒီစစ်ကော်မရှင်ကိုပြန်ပြီးတော့သူတို့လွှဲပြောင်းပေးရမယ်အဲ့ဒီလိုလည်းပါပါတယ် အဲအဲ့တော့အကူကစပြီး29ရက်နေ့ကစပြီးတော့တစ်ဖက်နဲ့တစ်ဖက်လုံးဝမပြတ်ရတော့ဘူးစစ်ကော်မရှင်ကလည်းဘုံကျဲတာလက်နက်ကြီးရဲ့ဖြစ်တာတွေလုံးဝမလုပ်ရတော့ဘူးအဲ့လိုမျိုးတွေ့ရပါတယ်အဲ့တော့အဓိကတော့မိုးကုတ်နဲ့မိုးမိတ်ကိုပြန်ပေးလိုက်ရတာတော့ဒါတော်တော်လေးပြောကြဆိုကြတဲ့တည်င်းဖြစ်တာပေါ့ဒါနဲ့ပတ်သက်ပြီးဆရာဗာရီမြတ်ဟိုကြားသိထားလဲပြဒီအတိုင်းဝိုင်းကြားမှာပေါ့နော်ဟိုစစ်ဖက်ဆိုင်ရာအတိုင်းဝိုင်းပဲဖြစ်ဖြစ်ဒါမှလူမှုဘဝမှာပဲဖြစ်ဖြစ်နိုင်ငံရေးအတိုင်းဝိုင်းမှာဖြစ်ဖြစ်ဘယ်လိုမျိုးကြားသိရလဲဆရာအဲ့ဒါအရင်ဆုံးဆရာသိတဲ့မြတ်အနေနဲ့ပြောပြပေးပါ ကျွန်တော်အချုပ်ပြောရရင်တော့ NUG အထက်ပိုင်းပေါ့ဗျာအထက်ပိုင်းမှတပါပေါ့ NUG အထက်ပိုင်းကဘာမှပြောဘူးနော်အဲ့အထက်ပိုင်းမှတပါအားလုံးနေပဲဆုံးစစ်ဖက်နေပဲအရက်ဖက်အားလုံးကတော့စိတ်မကောင်းဖြစ်ကြတယ်စိတ်ထိခိုက်ကြတယ်ဒီပေါ်မှာပေါ့အဲ့လိုစပြောချင်ပါတယ်ဆိုအခုလောလောဆယ်ဟိုဘာကြောင့်လို့ထင်လဲဥတ္တရီသဘောထားမထွက်သေးတာဆရာဟိုသူတို့ policy မှာကိုအလေးနဲ့မရှိပါဘူးဒီမှာမှတည်းပတ်သက်လာတယ်အလေးနဲ့ ရှိတယ်လို့နှုတ်နဲ့အမူအရာကပြောကောင်းပြောတာလည်းပဲစိတ်ထဲမှာတော့တကယ်မရှိဘူးဆိုတာဒီနေရာမှာသင်ရှားတာပေါ့ဘာဖြစ်လို့ဒီလိုပြောရတာလဲဆိုတဲ့အခါကျတော့တို့အစတွေကအမျိုးသားညီညွတ်ရေးအစိုးရဖွဲ့ချလိုက်တဲ့အမှာကီးဘုတ်စီကိုတို့ပဲယူတယ် NLD တွေပဲယူတယ်နောက်တစ်ခါဒီကြားထဲမှာလည်းပဲ KNL တို့အဖွဲ့မျိုးကြီးတွေကထွက်သွားတယ်ပေါ့နော် NUPC တွေကနောက်ရခိုင်ကလည်းတို့နဲ့ပတ်သက်မှာမပြတ်သဘောထားတယ် TLN တွေတို့ MND တွေတို့ လာကဲရောအားလုံးကမဟာမိတ်ဖြစ်တဲ့သဘောထားတယ်သူတို့ကိုလက်တွဲပေါ်လက်တွဲပဲအတိနဲ့ဟိုကလည်းသဘောမထားဘူးသူတို့ကလည်းပဲသူတို့ရဲ့မူဟောင်းကြီးပေါ့ဗျာငါတို့ကငါအောင်ဝင်ငါအနေအပေါ်ကနေစီမံခန့်ခွဲမယ်ဆိုရဟာကြီးကအသေးဆိုရနေတယ်သူတို့မှာနောက်တစ်ချက်ကလည်းဒေါစုနဲ့ဥမြင့်မပါပဲနဲ့ NLD လူကြီးတွေမစုံမဲနဲ့ဘာဆုံးပြည့်ချင်းမှမချနိုင်ဘူးဆိုတာကြီးကအတိလင်းပြောထားတော့ အဲသူတို့ကဒါနဲ့ပတ်သက်လို့ဟလာသူတို့ရဲ့နည်းမြေတွေဆိုပြီးတော့ဝင်ပြီးတော့ကြွားလုံးထုတ်တယ်ပေါ့ဗျာဒီသေးကြီးညာပြီးရင်တော့ရန်သူဘက်ကဘလောက်ကြာဆုံးသွားပြီဆိုတာအဲဒီသေးကဘယ်တော့မှတိုက်ခဲ့လို့လဲဗျာအဲအဲ့လူတွေပေါ့ဗျာအဲကြွားလုံးထုတ်တဲ့နေရာတွေမှာအဲအဲ့လူလုံးတွေပဲသူတို့တာယာနေတယ်အခုဗမောမှာတန့်နေတယ်ဗမောတိုက်ပွဲကြီးတန့်နေတယ်အေရကျောက်ပြူတိုက်ပွဲကြီးတန့်နေတယ်စစ်တွေတိုက်ပွဲကြီးတန့်နေတယ်အဲ့တော့ကအခုကြရားမှာလည်းပဲ မြို့နယ်တွေအများကြီးဆုံးရှုံးတာတွေရှိတယ်။အဲ့ဒီနယ်ပတ်သက်လို့သဘောထားမပြအောင်ခုလည်းပဲ TNL ကဒီလိုမိုးကုန်းနဲ့မိုးမိတ်ကိုပြန်ပေးလိုက်တယ်။ဆိုတဲ့ကိစ္စမျိုးတွေလာနောင်ချိုတီဘောကြောက်မဲပြန်ပေးလိုက်တဲ့ကိစ္စတွေပေါ့ပါ။ဒီထိပ်ပိုင်းကတော့အမစိတ်ထိခိုက်တဲ့သဘောထားမပြအောင်။နော်အဲ့ဒီအတွက်လည်းပဲသူတို့ဘူးဒေါ်လာကြီးမှာနင့်နာဆုံးရှုံးသွားတယ်လို့လည်းသူတို့မခံယူရှိသည်များလေးပုံမှာပဲငါတို့တင်ကြတယ်ငါတို့တင်ကြပါလို့လုံးနေတယ် အဲ့ဒါပဲမြင်ရတယ်ဗျာနော်ဒါပေမဲ့ဆရာဟိုအခုဒီလိုမျိုးကြင်ညာချက်ထွက်လာတယ်သဘောတူလိုက်ပြီဆိုအပြစ်ခတ်ရက်စဲပြီဆိုပြီးအဲ့ဒီနေ့မှာပဲအခုမန္တလေး PDF ကနောက်ပြီးတော့မိုးကုတ် view ဟာရယ်အခုဆိုရင်ကျွန်တော်တို့မြင်းကြံပေါ့နော်မြင်းကြံကလည်းဟိုထုတ်လာတယ်တော်လိုင်းတက်ပွဲတွေကဟိုထိချုပ်ထားတဲ့ဟာတွေကိုပြန်ပြီးတော့လက်မလွတ်ရေးသူတို့ဟိုပြည်သူလူထုကိုဂရီးပြုတ်တယ်ဆက်ပြီးတော့တိုက်ဝါမျိုးပေါ့နော် ကျင်ညာချက်တွေထွက်ထားပါတယ်ဆိုဒီလိုမျိုးအောက်မှာတော့တက်ဖွဲ့တွေကတော့အဲ့လိုမျိုးအနေထားမျိုးရှိတယ်ဒါကတော့ဘယ်လောက်ဖြစ်နိုင်မလဲအဲ့ဒီပေါ်ကိုဆရာအနေနဲ့ဘယ်လိုမြင်လဲဗျဟိုပထမတော့ကျွန်တော်ကတော်တော်စိတ်မကောင်းဘူးဗျဘာဖြစ်လဲဆိုတော့ TNL အကြက်တဲဖြစ်နေတဲ့အခါမှာအရင်အကြက်တဲဖြစ်နေလေ TNL ကမျိုးတွေလည်းပြန်ပေးနေရပြီအဲ့လိုပြန်ပေးနေရပြီအခုမိုးကုတ်ကိုလည်းချစ်တဲ့နေပေါ့ဝိုင်းပိတ်ဆို့နေပြီဆိုတဲ့အခါဒီမှာ NUG က ဲ့ဒီမာတွေကကျွန်တော်တို့ဘာကူညီပေးရမလဲတို့တိုးတိုးတမျိုးကျဲကျဲတမျိုးလုပ်ပြီးတော့ဝိုင်းကူတိုက်ပေးရအဲ့ဒီကဝိုင်းကူတိုက်ပေးရမှာဒီဘောနောင်ချူကြောင်းမဲလေးမှာဝိုင်းကူဝိုင်းကူတိုက်ပေးရမှာအဲ့မှာတို့ကန်းလန်းတာလဲမကြောက်ကူတိုက်ပေးတယ်လို့မကြောက်အဲ့ကြောင်မှာကျွန်တော်ရေးလိုက်သေးတယ်ဟိုတခိုးပြေးမှထိုးခွင်ကမှလာထနေတယ်ဆိုပြီးတော့ဟိုဒါကတော့ဘာမှမပါဘူးကျွန်တော်ကမခံညင်လို့ပါတော်တော်လဲအခုလို့မန္တလေး PDF ကဒီလိုထုတ်ပြန်တာဒီ ။နောက်မိုးကူပကပါထုတ်ပြန်ကြီးညာလာတဲ့အပေါ်မှာကျွန်တော်တော်တော်ကြီးနေပါတယ်အောက်ချီတွေကိုတော့တော်တော်ကြီးနေတယ်။ပြည်သူတရက်လုံးကလည်းဝန်တာနေကြတယ်။တော်လိုင်းရဲ့ဖွဲ့စည်းတွေကလည်းဝန်တာကြတယ်။အဲ့လိုဝန်တာကြတဲ့အထဲမှာအခုမြင်းညာဘုံဘိုက်ခဲတို့လိုတော်လိုင်းရဲ့အစင်လာကောင်းတဲ့အဖွဲ့တွေကလည်းပြောလာတယ်။မောင်ဆောင်ခါလည်းကျွန်တော်တို့အတူရက်တည်ပါမယ်ဆိုတာပြောပြီ။တခြားအဖွဲ့တွေကလည်းတော်တော်များများကျွန်တော်သိတော့ပါလားတော်လိုင်းရဲ့အဖွဲ့တွေကလည်းဝိုင်းပြောကြပြီပေါ့ဗျာ။အဲ့ဒါတော့တော်တော်ကြီးနဲ့ဆရာကောင်းတယ် အားရစရာကောင်းတယ်လည်းတွေ့ပါတယ်ကျွန်တော်ကဒီသဘောတရားကိုအစိုးရတဲ့ကျွန်တော် Facebook မှာစက်တိုက်ရေးနေတာအဲ့တော့ကျွန်တော်အင်တာဗျူးတွေမှာလည်းစက်တိုက်ပြောနေတာအဲ့ဒါဘာလဲဆို NU ထိပ်ပိုင်းကိုထားလိုက်တော့သိမွန်စားတော့နိုင်လဲမနိုင်တော့ဘူးလို့သူတို့ကျွန်တော်လည်းထင်တယ်အဲ့တော့အောက်ပိုင်းနေရာတော့ဖောက်ထွက်တော့အညာဒေသကတက်တည်ရှိတယ်အများကြီးပဲနော် NU လောက်လက်ခံမှုတွေတက်တည်အောင်ဆောင်ကားတို့လို့ပီရလိုလေးဇာလွင်တို့လေးအများကြီးပါဗျာအဲ့တက်တည်ရေနောက်တစ်ခါ မန္တလေး PDF တို့လို့ပေါ့ဗျာတက်တရနေပြီးတော့ဖောက်ထွက်ပြီးတော့စီယုံရပါခင်ဗျားတို့အဲ့လိုကိုနီကိုဟန်နဲ့ဖောက်ထွက်ပြီးတော့ကုကံစစ်ကိုလည်းတိုက်ထိုးစစ်ကိုလည်းဆင်းပြီးတော့မဟာမိတ်နေတဲ့လက်တွဲကြစီးရီးယားဥပမာယူကြစီးရီးယားဥပမာဒီလိုပဲ NUG လို့စုပေါင်းတက်ကြီးရှိတာပေါ့ဘူးဒီလိုပဲထူးချွန်တဲ့တက်တရနဲ့တိုက်သွားပြီးတော့ဆုံးနေဓမ္မဆက်ကိုသိမ်းတာပဲအဲ့အနမူတာကိုယူပြီးတော့ခင်ဗျားတို့လည်းပဲအောက်ခြေတက်တရစီးယုံတာကို လောက်ပါအပေါ်ဆောက်မနေတော့အမိတ်ရတနာတောင်းနေတော့လို့ကျွန်တော်ဒီလိုကျင်းဖာများစွာပြောပြီးတဲ့ဟာအခုလက်တွေ့ဖြစ်လာတာအဲ့တော့အဲ့လာကိုကျွန်တော်ထောက်ပြပြီးတော့ဒီနေ့ပဲဆုံးမတွေစက်တိုက်တင်နေပါတယ်အဲ့တော့အခုဒီတိုင်းထပ်ပြောလာဘူးလဲထပ်ပြောမယ်ဆိုရင်တို့ကအောင်မြင်စေချင်တယ်ပေါ့တိုးတော့ဘယ်တော့လောက်အောင်မြင်မလဲဆိုတဲ့ခါကျတော့အခုကျွန်တော်ကြားသိရတဲ့သတင်းတွေကလက်နဲ့ကြီးတွေပါနေတာတော့မန္တလေး PDF ပဲလက်နဲ့ကြီးတွေပါနေတယ်ပေါ့ကြံတဲ့ဟာတွေကတော့ လက်နဲ့ကြီးတွေပါဖို့ဆိုတော့ဘိုးဘကောင်ဘောင်းလက်နဲ့ကြီးတွေမရှိဘူးကျန်တဲ့တွေမှာလည်းမော်ဆောင်ကတော့ပါလိုက်တော့မသိဘူးပေါ့လေအဲ့လိုပါလာဖို့ကုဒီကတော့ရောက်မလာသေးဘူးသူပြောတယ်လက်နဲ့ကြီးတွေလေနော် DNA ကြီးလည်းပဲသူတို့ကိုပဲလွှဲမလာစက္ကစာကိုပဲစောင့်ပြီးတော့လွှဲမလာ TLA နဲ့သူတို့ဒီကမန်လေး PDF လို့မန်လေးဘကပါတို့လို့အဲ့လိုတက်တည်နေရောဘလို့ရှင်းရမှာလဲတော်တော်ဘာဖြစ် ဒေါ်လာရေးအဖွဲ့တွေအားလုံးနဲ့ပြည်သူတရားလုံးကတော့မန်းလေး PDF နဲ့မိုးကုတ်ပတ်ကဖားကြီးညာချက်တွေပေါ်မှာနှစ်ထောင်အားရရှိတယ်လို့ကျွန်တော်ဒီလိုတော့လည်းတွေ့တွေ့ရပါတယ်ဆိုတော့ဘလို့တော့အောင်မြင်နိုင်မလဲဆိုတဲ့ပုံမှာတော့ဒါစီးရင်နိုင်ငံရေးရနော်ဒါထပ်ပြောရမယ်အိစာတွေဖြစ်ပါတယ်ဒီနေရာမှာဆရာအခုဒီမန္တလေး PDF တို့မိုးကုတ်ပတ်ကဖားကိုဆိုတာက UNG MOD ရဲ့အောက်မှာပဲရှိတာလေဒါက UNG ရဲ့ဟို viewer အတိုင်း သူတို့ရဲ့အစီအစီအမံတိုင်းတွားနေလို့ပြောလို့မရဘူးလားဘလို့ပဲဖြစ်ဖြစ် UNG ကတော့လောလောဆယ်ကြီးညာချက်မထွက်ဘူးဆိုတာတစုံတရာအကြောင်းရှိမယ်ဟိုလှုပ်ရှားနေရရှိလို့ဟို လုံခြုံရေးအတွက်ဖြစ်ကောင်းလည်းဖြစ်နိုင်တယ်လေဆိုတော့ UNG အောက်မှာရှိနေတဲ့အဖွဲ့တွေရဲ့လှုပ်ရှားမှုက UNG ရဲ့လှုပ်ရှားမှုလို့ပဲပြောလို့မရနိုင်ဘူးလားတခြားအဖွဲ့တွေပါလာဖို့ကြတဲ့အခါကျတော့ UNG ကအဲ့လိုဝင်ရောက်ဆော့ဖက်လို့ရှိရင်ပြတ်ပါပဲလေဟောမော်ဆော့ခါတို့ပါလာမယ် ဘုံမိုက်ခဲလို့ပါလာမယ်တခြားအဖွဲ့တွေပါလာတဲ့အခါမှာမင်းတို့လားမရှုံနဲ့ငါတို့တိုက်မြတ်တိုက်ပွဲပဲလို့အဲ့လိုအပေါ်စည်းနဲ့ငါအောက်ဝင်ကြဆိုရင်တော့ပြတ်ပါမယ်အဲ့ဒါဆိုရင်တော့ပြတ်ပါအဲ့တော့ကောင်းပြီမန္တလေး PDF ကဘာလို့ဝင်ရမှာလဲဆိုတော့အဲ့မန္တလေး PDF ခေါင်းဆောင်စိုးတီဟာဆိုဘူကိုတိန်တော့သူကရင်ပါတယ်သူကရင်ဝင်သိမ်းတာမြို့လူတို့ကတခဲနဲ့ကြိုးစူကြတယ်အဲ့တော့ NG ထက်ပိုင်းကကြီးနဲ့ကြီးနဲ့ကြိုက်ကြိုက်မကြိုက်ကြိုက်အဲ့ကောင်ကမန္တလေး PDF ကတိုက်ပါမယ်တိုက်ပါမယ် PNU ကိုထိပိုင်းကိုအသိပဲပေးတာသူတို့ကသူတို့ PDF တွေတိုက်ကြတာပဲဝင်တိုက်ကြတာပဲအသေးခံကြတာပဲနော်စွန့်လွတ်ကြတာပဲသူတို့အသိပဲပေးတာလေဒီ NUG နဲ့ TLN လေးတို့နဲ့ MNDA တို့နဲ့ဟလာ AA တို့နဲ့ဆွေးနွေးတိုင်ပင်ပြီးသဘောတူချက်နဲ့တက်တယ်လွတ်တာမဟုတ်ဘူးအဲ့ဒါလုံးဝမဟုတ်ဘူးအဲ့ဒါဝင်းကြွားတာလုံးဝမဟုတ်ပါဘူးအဲ့ဒါကျွန်တော်ထပ်တယ်လေးပြောရတယ်တောင်းဒီကိစ္စမှာလည်းပဲသူတို့လုံနေတာတွေကိုယ့်အကကိုလုံပြီးအထက်ကိုတင်ပြတော့တက်ကလည်းပဲ အကန့်ကွက်လို့လည်းမကောင်းဘူးအကိုယ်လည်းကုန်ပဲနောက်တစ်ခုကဒါလည်းပဲသဘောမတူတဲ့ကြာမရှိဘူးဆိုပြီးတော့ဒီလိုလည်းပဲဒီလိုလည်းတစ်ဖက်ကလည်းမှတ်ယူနိုင်ပါတယ်နော်โอเคအဲ့တော့ဆရာအနေနဲ့အရင်တော့ဝေဖန်သုံးသပ်မှုတွေမှာတွေ့ရတာ UNG အနေနဲ့စစ်နိုင်တိုက်ရေးပေါ့အဲ့အတွက်ဟိုနီနာပေါင်းစုံသုံးဖို့အားလုံးစုဖွဲ့ဖို့ဒါအကြံပြုခဲ့တာရှိတယ်ဆိုတော့အခုကညီနောင်သုံးဖွဲ့မှာအခုကနှစ်ဖွဲ့ကဘာပဲပြောပြောရက်သွားတဲ့အနေထားဖြစ်တော့မှာဘူးဆိုတော့ ဒီဥစ္စာကဟိုຫນွေဥတော်လန်ရေးကိုခုနဆရာဖြစ်စေချင်တာတွေကိုပို့ပြီးတော့အားရော့သွားစေမလားအဲ့ဘော်ဟောဆရာဘယ်လိုမျိုးမြင်လဲ Diamond day wait for no man ဆိုအချိန်နဲ့ဒီရေဒီလူကိုမဆောင်ဆိုဒုထာကြီးကအရက်နောက်ကြတယ်ဗျာသူဝင်းနေတာလေအဲ့ဒါလေးကြောင့်မလို့အချိန်ကြီးအများကြီးကုန်သွားတယ်ဒါကြောင့်မလို့တကယ်လက်တွဲပြီးတော့မဟာမိတ်တွေတက်ရမယ်နေမှာမဟာမိတ်တွေကလက်တွဲတွေကတော့မသိမသာပြုတ်ကုန်တာပေါ့နော်တေးရဝင်ချင်းညာမပြုတ်တော့လေ ဲ့လိုပြုတ်ပြီးတကယ်လို့ဟလာရန်သူကလည်းပဲစက္ကဆာလည်းရန်သူကလည်းစူးစားတယ်တရုတ်ကလည်းသူ့ policy အောက်မှာ သူ့လူတွေကိုပေါ့ဗျသူ့ဩစာရှိတဲ့လူတွေကိုကျွန်တော်တို့လက်တွဲမှာမလိုလားဘူးအဲ့မှာအချိန်ကြီးကုန်းကုန်တာဗျအချိန်ကြီးအများကြီးကုန်းကုန်တာတိုးတော်လည်းပဲကျွန်တော်အားရှိတာတော့ဗာကျွန်တော်လည်းအမြဲတမ်းအားပြေးတာအပေါ်ပိုင်းရဲ့အမိန့်တွေကိုနားထောင်နေတဲ့တော့အပေါ်ပိုင်းဟာစောင့်နေနေအောက်ခြေတွေကပဲခင်ဗျားတို့ပူပေါင်းပြီးတော့လောက်ကြတော့စီးရီးယားဥမှာထားပြီးတော့ဆိုတော့အောက်ခြေတွေကတော့ဥပေါင်းပြီးတိုက်တာကြာပြီဗျာ ကိုးစားတော့ဒီ NUG အောက်ပိုင်းအဖွဲ့အစည်းတွေကထဲထဲဝင်ပါလာပြီးတော့ချားတော်လိုင်းအဖွဲ့အစည်းတွေပူပေါင်းတာပြည်သူတွေပူပေါင်းတာတော့ဒါလက်တွေအကြဆုံးနဲ့အထူးရောက်ဆုံးအလုပ်ပဲလို့ဆိုတော့လက်တွေတွေ့လို့ကျွန်တော်ကတော့တော်တော်ကျဉ်းနှံ့မိပါတယ်အဲ့ဒါအဲ့တော့ TNL လို့အခုလိုမျိုးဆက်နှမျိုးသိမ်းလာတဲ့ဒီအင်အားစုကြီးတပ်ဖွဲ့ကြီးပေါ့နော်ဒီတိုင်းရင်းသားအီယာဝီကြီးရတာအခုစစ်ကော်မရှင်နဲ့စစ်ဆက်ပြီးအပြစ်ရက်လိုက်တဲ့အနေအထားမျိုးလေအခက်အခဲတော်တော်ကြီးလို့ဖြစ်မှာပေါ့ ဒီလိုရောင်မဖြစ်တဲ့အနေထားအခု UNG အောက်ကလိုပဲဆိုဆို PDF တွေနော်အဖွဲ့အစည်းတွေနေရဟောဟိုသူတို့ရဲ့စုဖွဲ့မှုဟာရော TNL တောင်မှအခက်အခဲတွေရှိတယ်ဆိုတော့ဒီ PDF တွေနဲ့ရောဘယ်လောက်ထိရင်ဆိုင်နိုင်မလို့ဆရာမြင်လဲအခက်အခဲကြီးနိုင်လားအဲ့ဒါကတော့ကျွန်တော်တို့ဖြစ်စေဖြစ်တင်တဲ့ဟာကိုတကယ်ဖြစ်အောင်လက်တွေ့တိုက်ပွဲကြီးနဲ့စမ်းသပ်တာပဲဒီတနည်းအားဖြင့် UNG ကိုလည်းစမ်းသပ်တာပဲ UNG ကဒီတစ်ခါအကြီးအကျယ်ဆုံးစမ်းသပ်ခံရမှာပဲလေ ။ तू ကအပေါ်ကဘာမှမပြောဘူးလေ။ तू အောက်ကတက်တရားတပ်ပေါင်းစုကြီးနဲ့တိုက်ကြပြီလေ။နိုင်နာရှုံးနေဆိုတာကတခါနာလေ။နိုင်ရင် तू ကငါလှုပ်တာငါလှုပ်တာဆိုပြီးတော့လက်မထောင်းအောင်ပါဗျာ။ရှုံးရင်တော့နေလှုပ်တာနေလှုပ်တာလို့ပြောကောင်းပြောနိုင်တာပေါ့နော်။သို့တော့ तू မလိုလားတဲ့တပ်ပေါင်းစုစနစ်တရားတော့အောက်မှာဖြစ်နေပြီ။ तू ကိုလည်းစက်တတ်နေသလိုဒီတိုက်ပွဲကြီးရလည်းပဲသူ့ကိုထားခဲ့ပြီးတော့အပြည့်သူຫນွေဥတော်လိုင်းကြီးရအရှင်ဟုံနဲ့ သွားမဲ့ခါကြီးကလည်းအစာပြိုးပြီးအောင်ပွဲတွေကိုရှိဘူးသွားနေပြီးဒါအထင်ရှားတွေ့ရတယ်ပေါ့ဗျာလက်တွေ့တိုက်ပွဲတွေနေနော်တွေ့ရတော့မယ်လို့ဆိုတာကျွန်တော်တို့တွေ့ပါတယ်ဟုတ်ကဲ့ဆရာရဲ့တုံ့သက်ချက်ကတော့အခု TNA လေးနဲ့စစ်ကော်မရှင်စစ်ဆက်အပြစ်ရလိုက်တဲ့အပေါ်မှာဒီຫນွေဦးတော်လိုက်အင်အားစုတွေကပြန်စုဖွဲ့ပြီးတော့ပို့ပြီးတော့တိုက်ပွဲတွေဟိုပြင်းလာနိုင်တယ်ပို့ပြီးတော့စုဖွဲ့မှုတွေရှိလာနိုင်တယ်ဆရာညွန်လင့်ထားပါဘောเนาะဖြစ်ဖြစ်တော့မလို့ဆရာယုံကြည်တယ်ဆိုတော့ဒီအနေထားအပေါ်မှာ အန်ယူဂျီအနေနဲ့ကရောဘယ်ခန့်ကဏ္ဍနေပါဝင်တဲ့နယ်တယ်ပါရီချန်ပေးတင်တယ်ဆရာအနေနဲ့အန်ယူဂျီတော့ဒီမှာစိတ်ပါလက်ပါစိတ်ရောကိုယ်ပါဝင်ရောက်ပြီးတော့အားပေးနေတာပေါ့ဗျာဟုတ်လားနိုင်ရင်ငါလောက်တာရှုံးရင်နေလို့လောက်တာဆိုတဲ့သဘောတိုင်းမျိုးထားမယ်ဆိုရင်တော့သူလည်းတော်လိုင်းရံနေဘေးရောက်သွားမယ်ပြည်သူတွေလည်းနစ်နာမယ်ပေါ့ဒီစစ်အာဏာရှင်တိုက်တဲ့ဘရူးဒေါ်လာကြီးရှုံးနေသွားရင် နောက်တစ်ခါပြန်ပြီးတော့ဒီလိုစုပွဲတိုက်ဖို့ဆိုတာမလွယ်တော့ဘူးဒါကြောင့်လို့ဒီတိုက်ပွဲကိုတော့ အနိုင်တိုက်မှာဖြစ်လိမ့်မယ်နိုင်လဲနိုင်မယ်လို့ကျွန်တော်ယူကြည့်ရနိုင်အောင်လဲ NUG ကကိုရောစိတ်ပါ तू ကပတ်စံလဲရှိတယ်လူအင်ကသူ့ထောက်ခံနေလို့လည်းအများကြီးပဲလေအဲ့တော့ तू ကဖျက်လို့ရတော့ရတယ်လေကျွန်တော်တခါလဲပြောဘူးသို့သောအောင်မြင်တိုက်ဖို့ကြရတော့သူ့မှာဘလောက်အရေးချင်းရှိလဲသူ့ကိုလည်းစမ်းတတ်တာပဲလေသူ့ကလူတွေကတော့တိုက်မှာပဲအဲ့ဒါသိကြသွားပြီโอเคအဲ့တော့မဝေးတော့တဲ့ဒီအခင်းကျင်းမှာအခုအပြောင်းလဲကြောင်းဘလို့ပုံစံဆရာဖြစ်လာမယ်လို့မျှော်လင့်တာလဲနောက်ဆုံးအနေနဲ့တုံးသက်ပေးပါဆရာ ကျွန်တော်ကတော့အကောင်းမြင်ပါတယ်ခု NUG ရဲ့အောက်ခြေအဖွဲ့အစည်းတွေအလဲလက်အဖွဲ့အစည်းတွေပါလာတာဟာကျွန်တော်ຫນွေဥဒေါ်လာရေးမှာအမနာအားရှိစရာကောင်းပြီးတော့စစ်အာဏာရှင်ဖျောက်ချတဲ့နေရာမှာတိတိယောက်ဖြစ်တဲ့လုံရက်လို့ကျွန်တော်ဒီလိုမြင်ပါတယ်ဟုတ်ကဲ့ဆရာဦးချင်းမကျေးဇူးတင်ပါတယ်အခု TNL နဲ့စစ်ကော်မရှင်အပြည့်ရက်လိုက်တဲ့ပုံမှာဟိုဒီຫນွေဥဒေါ်လာရေးရဲ့အခန်းကဏ္ဍပေါ့နော်ဘလို့ပုံစံစုဖွဲ့ပြောင်းလဲလာနိုင်ကြေကိုဆရာအနေနဲ့သုံးသပ်ပေးတဲ့အတွက်ကျေးဇူးပါဆရာ 我买咩？Oh